အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖပြပေးမယ့်ဝတ္ထုလေးကတော့ဆရာမဂျူရေးသားတဲ့နှင်းဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။နှင်းနှင်းဖွဲ့ဖွဲ့အောင်တွင် ရှင်နှင်းကျမမြစ်ကူပေါင်းမိုးတရားကြီးပေါ်မှာအတူလမ်းလျှောက်ခဲ့ကြသောဇန်နဝါရီနေ့နဲ့ခင်တစ်ခုကိုတည်ရမိသည်။အပေါ်ယံမှာရေခဲနေသော မြစ်ကိုတရားအုပ်လျံပေါင်းမှငုံကြည့်ရင် ဲ့ဒီရေခဲလွာပေါ်မှာလမ်းလျှောက်ခြင်းစိတ်ဖြင့်အသေးရနေတော့ကျမကို ရှင်ရင်မောခဲ့ပါသည်အဲ့ဒီရေခဲလွာကပါပါလေးကွာ မင်းကိုလေးချင်းကိုမခံနိုင်သေးဘူးအဲ့ဒီပေါ်အမင်းမတ်တက်ရလိုက်တာနဲ့ရေခဲလွာလေးကွဲအပ်ပြီးမင်းတကောလုံးရေခဲရည်နဲ့နှစ်သွားမှာပေါ့နှစ်ချင်မှလည်းနှစ်မှာပေါ့ဘာကြောင့်များကျမရှင်နဲ့အတိုက်ခံ လုတ်ခဲ့မိမှန်းမသိပါဘူး အဲ့ဒီစကားကိုပြောနေခဲ့တော့ကကျမပြုံးဆဆမျက်နှာပေးရှိနေခဲ့လိမ့်မည်ဆိုတာတော့သိကြပါသည်တို့တော့ရှင်ကတော့ကျမအစနောက်လိုက်သည်ဟု ခံစားမိပုံမပေါ်ခဲ့ပါစမ်းကြည့်ခြင်းတလားဟုတ်လားရှင်ဤခန့်တီတီမျက်နှာထားကကျမ၏မခံခြင်းစိတ်ကိုဆွပေးလိုက်သလိုရှိသည်တကယ်တော့မြကန်းပေးကထိုင်ကုန်တိုင်ရလေးမှာပဲကျမတို့နေအောင်အတူထိုင်ခဲ့ကြဖို့ကောင်းသည် ထိုင်ကုန်ပြင်ခင်းပေါ်မှာနှင်းရည်ဖြင့်ဆူရွှဲနေစေအောင်တော့ ကျမကသာထိုင်ကျင်သည်ဆိုလျင်ရှင်က အပေါ်ဝိနှင်းကအင်ကြီးကိုချုပ်ပြီးခုံပေါ်မှာဖြန့်ခင်းပေးကောင်းပေးပါလိမ့်မည်။ပြီးဆုံးသွားခဲ့သောကာလများ၏တကယ်မပြုတ်လို့ဖြစ်ခဲ့သောအကြောင်းအရာကိုအကယ်၍ဆိုသောစကားလုံးဖြင့်ပြန်လည်မှန်းဆကြည့်ရတာရင်နာစရာကောင်းပါသည်။မြက်ကန်ဘေးကမြက်ချောက်အဆက်မှမတက်ရရင်ကျမ၏ခြေတစ်ဖက်ကို မြက်အပေါ်ရန်ရေခဲလွာပြန်ပေါ်သို့မရေတရေချကြည့်လိုက်ချင်းတွင် ရှင်သည်လက်နှစ်ဖက်တင်းတင်းပိုက်ခါခက်လန်းလန်းမှစောင့်ကြည့်နေခဲ့သည်ရှင့်မျက်နှာထားကိုကျမမကြိုက်ပါ ခလေးစိုးတယောက်ကို မှတ်လောက်သားလောက်ဒုက္ခတွေ့ဆန်းပါစေဟူသောမျက်နှာထားမျိုးဖြစ်သည်အလိုလိုက်သောမောင်တယောက်၏ချစ်ခင်မျက်နှိုးစွာအလျှော့ပေးလိုက်သောဒုက္ခဖြစ်လင်တော့ကဲတင်နိုင်ရန်အစင်တဲ့စောင့်နေသောအပြုံမျိုးကို ရှင်ဘာကြောင့်မပြုံးနိုင်ခဲ့ရတာလဲကျမရေမကိုးတတ်မှန်းလဲရှင်ကောင်းကောင်းတည်ခဲ့သည် ဤမြစ်သည်လူအရက်သုံးပြန်စာလောက်နှက်ဆိုင်သည်ဟုလဲမကြမီကပဲရှင်ပြောထားခဲ့သည်။ကျမရင်းနှစ်မသွားနိုင်ပေဘူးလား။ကျမရင်းနှစ်သွားခဲ့ရင်ရှင်ဆယ်မီမဆယ်မီမတည်ကြတော့လဲ။ရှင်မဆယ်နိုင်မီမှာပဲအအေးတန်ကြောင့်ကျမတည်သွားနိုင်ခဲ့ပါသည်။တရားအောက်ခြေအုတ်တိုင်ကြီးကိုအားပြုတ်ဖက်တွယ်လျက်ရေခဲလွာပေါ်သို့ချထားပြီးသားခြေတစ်ဖက်ကိုဖိနှင်းလိုက်သည် ခြေတစ်ဖက်ဤခပ်ဖိဖိအလေးချိန်ကိုရေခဲလွာကကောင်းကောင်းခံနိုင်သားပဲတိုးတော့ခြေနှစ်ဖက်စလုံးဇုံရက်ကြည့်ဖို့ဖြင့်ကျမမဝင်ရဲပါတနည်းအားဖြင့်ရှင့်ရှိမောက်မှာကျမအရက်ကွဲမခံတဲ့မှာရှေ့ဆက်လဲမနှင်းရဲလက်လျှော့ကနောက်တော့လဲပြန်မဆုပ်ချင်းအုတ်တိုင်းကြီးကိုဖက်လျက်ကြာမြင့်စွာတွေ့တွေ့ကြီးမှီရက်နေခဲ့သည့်ကျမပုံစံကိုကျမမြင်ရောက်ခြင်းမိသည် ဒံပေးခံရတော့ကလေးတယောက်လိုဖြစ်နေခဲ့ပါလိမ့်မည် နောက်ဖက်ခလန်လန်မှာရှင်ကလက်ပိုက်မတ်တန်ရက်လျက်ကျမကအုတ်တိုင်ကိုမိကက်ပြီးမြက်ကန်းပေါ်မှာခြေတစ်ဖက်ရေခဲပြင်ပေါ်မှာခြေတစ်ဖက်ထောက်ခါမတ်တန်ရက်လျက်အဲ့ဒီပုံစံဒီတယောက်ကိုတယောက်အယူမူချစ်နေခဲ့ကြသည့်ချစ်သူနှစ်ဦးပုံစံတော့ဖြင့်မဟုတ်နိုင်ပါ ဲဒီအတိုင်းဘဲလောက်ကြအောင်ဆက်လက်ပေးကပ်နေနိုင်ကြပါမလဲဟုကျမစိတ်ပူမိခဲ့သည် ရှင်စီကို ကျမလှည့်ပြန်လိုက်ရရင်ကောင်းမလားကျမစီတို့ရှင်တိုးကပ်လာကလက်တွဲလေမလားတယောက်ယောက်ကတော့အစတန်လှောက်ရှားဖို့လိုလိမ့်မည်ကျမကပဲအရှုံးပေးလိုက်ပါတော့မည်ဟူသည့်ဆုံးဖြတ်ချက်ဖြင့်ခြေလမ်းပြန်ဆုပ်ဖို့အာယူစင်မှာရှင်အတန်ကို ကျမကြားရသည်ကဲကဲတော်လောက်ပြီ စိတ်မရှည်နိုင်တော့သောလူကြီးတယောက်၏အတံမျိုးဖြင့်ရှင်ပြောခဲ့တာဒီစကားတခွန်းပါပဲ။ကျမကပြားကရာပြန်လှည့်လာရတော့လဲမျက်နာကိုတော့မြေပြင်ရှိရာသို့ငုံနေစေခဲ့သည်။ရှင်က ကျမကိုလက်မကမ်းခဲ့ပါ။ထို့ကြောင့်ကျမရှင်ကိုမမီတွယ်ခဲ့ရပါ။အကယ်၍သာ မင်းဘာဖြစ်လို့ဒီလောက်ယူရတာလဲဟိုတခွန်းလောက်ရှင်ကအပြစ်ဆိုခဲ့လဲ ကျမတို့အတိထဲပေါ်၍အသက်ဝင်လှူရှားသွားခဲ့မည်ထင်ပါသည်။ကျမအခုလိုရေခဲနေတဲ့မြစ်တစ်ခုပေါ်မှာတကားမှခြေမချကြည့်ဘူးလို့ပါ။ဟိုကျမဘက်ကဖြည့်ရှင်နှစ်သိန်းခွင့်ရသွားခဲ့နိုင်ပါသည်။ထိုစကားကြောင့်ရှင်ရေမောကောင်ရေမောလိမ့်မည်။နှကောင်ရှုံကောင်ရှုံခဲ့လိမ့်မည်။ထို့သောဆိုလင်ကျမတို့နှစ်ယောက်စကားမပြောဘဲအကြကြီးတိတ်ဆိတ်စွာလမ်းလျှောက်သွားနေခဲ့ရသည့်အဖြစ်လဲဖြစ်လာခဲ့မှာမဟုတ်ပါ။ ယခုတော့ရှင်ကအေးအေးဆေးဆေးရှေ့မှလမ်းလျှောက်သွားနေခဲ့သည် ကျမကဘေးမကြတကြနောက်မကြတကြနေရာမှ ခက်ခွာခွာလိုက်၍လမ်းလျှောက်သွားနေခဲ့သည်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းကျမတို့အခြေအနေနဲ့လိုက်ရောညီထွေစွာပင်အေးဆက်ထိုင်မိုင်းနေခဲ့သည်ကျမတို့အနီမှာမြင်နေရသည်ကအနဲ့ရောင်ကဲနေသည့်တစ်ရွက်တစ်ခဲရှာပါသောတစ်ကိုင်းတက်တက်တစ်ပင်များ ထိုအ내ရောင်ပေါ်မှာတပိုင်းတစားဖုံးအောင်လည်းရဲ့တဝက်တပြဲတွဲလွဲကြနေသောနှင်းပွင့်နှင်းစုပ်ဖြူလွာလွာများအပင်နှင့်အဆောက်အုံတို့၏အောက်ခြေမှာပုံကျနေသည့်ထူထပ်သောနှင်းတုလွင်ပြင်များကျမတို့လိုပင်စိုက်ဆိုင်စိုက်ဆိုင်နှင့်လမ်းလျှောက်နေသူတို့ချို့၏လေးလံထိုင်မှန်ဟန်ရှိသောခက်မဲမဲအပေါ်ဝိတ်အင်ကြီးထူထူပေါပေါကြီးများအားလုံးဒီအဖြူမဲနေပါအယောင်ရှော့ချထားသည့်ဗီဒီယိုပြကွက်မြင်ကွင်းတစ်ခုနဲ့တူနေခဲ့သည် ြည်လေရရမှာတော့နူးညံ့ပွားရောင်တော့ဝါခွမ်းဆိုင်တွေလိုဖြူဖွေးနေသည့်နှင်းတွေမိုးကောင်းကင်ပေါ်ကတိမ်တွေမြေပြင်ပေါ်အကုန်ဆင်းလာကြသလိုခန္ဓာလှပသော နှင်းတွေနှင်းကို ကျမချစ်သည်နှင်းမျိုးတွေဆိုင်းနေသည့်အပူပိုင်းဒေတာကစောင်းနေတဲ့ခင်တွေကိုလည်းကျမချစ်သည်ကောင်းငင်စီမှာတဖွဲပွဲ လွင့်ကြလာတတ်သောနှင်းပွင့်နှင်းပတ်ကလေးများကိုလည်းကျမချစ်သည် ရုပ်စွာအစုံမြားတဲတဲကလေးတွေလိုမျက်နာစီတို့စုကနေစုကနေလာရွေ့ထိမှန်သောအေးဆက်တုံခိုက်စေသည့်မိုးနှင်းဆူဆူများကိုပင်လင်ကျမချစ်ပါသည်နှင်းကိုကျမချစ်မှန်ရှင်ကောင်းကောင်းတည်ခဲ့သည်အဲ့ဒါကြောင့်အရှိမြောက်ပိုင်းဒေသရှိတက္ကသိုလ်မြို့ကလေးတို့ကျမရောက်ဖို့အောင်ရှင်လိုက်ပို့ခဲ့သည်ပဲမဟုတ်ဘူးလားပထမဦးဆုံးအချိန်နှင်းတွေကိုလက်ခုပ်ဖြင့်ဆုပ်ယူ၍နှင်းဘောလုံးလုံးကြည့်ရစဉ်ကဆိုလဲ ဟောဒီကမ္ဘာလောကကြီးမှာ အသက်ရှင်နေထိုင်ခွင့်ရတာအင်မတန်ထိုက်တန်တာပဲဟု ကျမကြည်နူးစွာပင်ကြေညက်သွားခဲ့ရပါသည်။ငယ်စဉ်ကလေးဘဝတုန်းကရုပ်ရှင်ဇာတ်ကားတွေထဲမှာသို့မဟုတ်ရောင်စုံဓာတ်ပုံစာအုပ်ကြီးတွေထဲမှာနှင်းတွေဖြူဖွေးကအဆုတ်လိုက်အပုံလိုက်ဖြစ်နေသည်ကိုကြည့်ရတိုင်းအသေးတရားနှင့်ပြောမိသည်။ကြည်စံဘယ်လောက်အဖိုးတန်လိုက်မဲ့နှင်းတွေလဲ။ တုတ်ချောင်းကလေးရဲ့ထိပ်ဖြားမှာနှင်းတွေကို လက်ခုပ်ဖြင့်ဆုပ်ညစ်ပြီးရေခဲပေါက်စီများလှုပ်လိုက်ရလဲဘဲလောက်ကောင်းလိုက်လိမ့်မလဲကျမတို့ဤမျိုးကလေးမှာရေခဲပလုတ်တို့ကိုရေခဲပေါက်စီဟုခေါ်ပါသည်တုတ်ချောင်းကလေးများထိပ်ဖြားတွင်ရေခဲကျမောမွားကလေးများကို အလုံးလိုက်စွယူဆုပ်ညစ်ထိုရေခဲစုပ်ပေါ်သို့အစိမ်ရောင်အနီရောင်လိမ္မော်ရောင်အယောင်ဆိုးထားသည့်တကြားချွေရည်များကိုဆူရွှဲနေအောင်ဆန်းပစ်လိုက်သောအခါ ကလေးတွေအလွန်ကြိုက်သည့်ရေခဲပေါက်စီဖြစ်သွားပါသည်ရေခဲပေါက်စီတဲ့ကြီးသည်အဲ့ဒီနှင်းတွေကိုများမြန်လိုက်တွေးလိုက်ရလင်ဘယ်လောက်ပြောသွားလိုက်လိမ့်မလဲတကယ်တမ်းနှင်းတွေကိုလက်ဖြင့်ဆွ့ယူဆုပ်ကန်ကြည့်နိုင်သည့်အချိန်မှာတော့ကျမသည်ရေခဲပေါက်စီကိုမမောတော့ကလေးအရွယ်မှနှစ်ပေါင်းများစွာလွန်ခဲ့ပြီးပြီမို့နှင်းစုပ်ကလေးကို ကျမ၏ပါးပြင်းနှင်းသာခပ်ဖဖထိထားလိုက်မိသည် ဤခဲထုံကျဲနေခဲ့ပြီးဖြစ်သောပါပြင်သည်နှင်းစုပ်ကလေး၏အတွေ့အကြုံပို၍အေးဆက်ဆူရှသွားခဲ့သေးသလားကျမမမှန်မိတော့ပါကျမမမိသည်ကရှင့်အပြုံးသားဖြစ်သည်အဲ့ဒီအချိန်မှာကျမကိုကြည့်၍သဘောကျစွာ ပြုံးလိုက်တော့ရှင့်အပြုံးကို ကျမချစ်ပါသည်အဲ့ဒီအပြုံးကို ခရီးစဉ်တစ်လျှောက်လုံးကျမရခဲ့လင်ဘယ်လောက်ကောင်းမလဲနော်တကယ်တော့ရှင်သည်နှင်းကို မနစ်မြို့သူဖြစ်သည်အင်းလေး မနှိမ့်ဘူးဟုမပြောတာလင်တောင်မှနှင်းကို မချစ်တာတော့အမှန်ပါပဲနှင်းကိုစိတ်မရှိနိုင်တာလားနှင်းကိုချစ်သည့်ကျမပေါ်စိတ်မရှိနိုင်တာလားနှင်းပွင့်နှင်းပတ်ကလေးတွေကိုကြည့်နေသူချင်းတူတူကျမ၏အတွေ့နှင့်ရှင့်အတွေ့တို့ကဘယ်တော့မှတူညီခဲ့သည်မဟုတ်ရောက်ရောက်ချင်းညနေခင်းတုန်းက တထက်ချင်းတလွာချင်းလှင်မြန်စွာ ကြဆင်းလာနေသောပထမဆုံးနှင်းပတ်ကလေးများကို မှန်ပြတဲ့မှာလှန်ချီကကျမမှာတော့အဲ့ဒီနှင်းကလေးတွေကိုမျက်နာမော်လရဲ့ခံယူခြင်းစိတ်ဖြင့်ရှင်ခုံနေခဲ့သည် ရှင်ကတော့ညစာကိုအင်တန်ရာရောက်လာပို့ပေးဖို့စားတောက်ဆိုင်တစ်ခုသို့တယ်လီဖုန်းလှမ်းဆက်နေခဲ့သည်တဘောကညစာစားဖို့ထွက်ရင်းနှင်းတွေကို ကျမမထီမကန်ရတော့ဘူးပေါ့အဲ့ဒီတော့ဘာဖြစ်လဲညစာစားအပြီးမှာ အပြင်ကိုခဏထွက်ပြီးလမ်းလျှောက်နိုင်သားပဲ အဲ့ဒီညကဆောင်းရာသီပထမဆုံးနှင်းပွင့်များအောက်သို့အပြေးထွက်သွား၍ဂျိုဂျိုသူမှာကျမတယောက်တည်းရှိခဲ့ဟန်တူပါသည်တပွဲပွဲကြလာနေသောဖြူလွှလွှနှင်းပွင့်နှင်းပတ်ကလေးများကိုမျက်နာမော်လျက်လက်နှစ်ဖက်ဘေးသို့ဆန်တန်းလျက်ကျမဂျိုဂျိုမိခဲ့တော်သည် မျက်နာကိုတောင်းလိုက်မြင်းအနေထားမှာဘေးတိုက်ရေပြင်းကြီးမြင်းနဲ့တဒန်းနှင်းဖြစ်သွားအောင်မော့ပြက်လိုက်သောအခါမြင်ရသောကောင်းကင်နှက်ပြာရောင်သည် နှင်းဖြူဖြူပွင့်ပတ်များဖောက်ရက်ထားသော စားပဝါတစ်ခုဖြင့်ဝိုးရဝါကာစီလျက်ရှိသည်။လှပသောစောင်းညပကြီးကားတစ်ချက်မှာကျဲပွင့်လေးတွေတောင်းပါနေသေးတော်သည်။မျက်နာပေါ်မှာလက်ဘဝအစုံပေါ်မှာနှင်းပတ်ကလေးတွေတင်လာသည်ကိုအေးဆက်စွာခံစားရင်းပားပြင်စီမှစူးရှထုံကျမှုကိုခံစားရင်းကျမရင်ထဲမှာတော့စိတ်လှုပ်ရှားမှုအများစွာဖြင့်နှွေးထွေးလျက်ရှိခဲ့သည်။ ဒီလောက်အေးခဲလာတဲ့အပြင်ဘက်မှာမင်းဘာလုပ်နေတယ်လို့မင်းထင်လဲရှင်စကားတန်ကကျမနောက်မှာပေါ်လာတော့အခါကျမလှည့်မကြည့်ပဲရှင်ပြုံးနေသည်ကို ခံစားလိုက်ရသည် နောက်တော့ကျမမျက်နာနဲ့ကောင်းငင်ကြမှာ ရှင်မျက်နာကပိတ်စည်းကားလိုက်ပါသည်နှက်ပြာရောင်ကောင်းငင်ကို မမြင်ရနှင်းစားပဝါကို မမြင်ရကျဲတွေကိုမမြင်ရခဏကလေးကျမကျဲပွင့်တစုံကိုတော့မြင်နေခဲ့ရ၏ စူးရှစွာလင်းလက်သည့်ကျဲကလေးနှစ်ပွင့်ပေါ်တကယ်ပဲထိုကျဲပွင့်ကလေးတွေပြုံးနေခဲ့ပါသည်အထဲကိုဝင်တော့နှွေးထွေးသောရှင့်လက်များဤနူးညံ့စွာထွေးဆုံမှုကိုလိုက်ရောရင်ထိုကျဲဝင့်ကလေးတစ်စုံဤနောက်သို့လိုက်သွားခဲ့သော ကျမ၏ခြေလမ်းများမြေနှင့်မထီခဲ့ပါနွေထွေသောအပေါ်ဝိတ်အင်ကြီးပေါပကြီးတဲ့တို့ကျမကိုခန္ဓာကလေးလှစ်ခနဲဝင်ရောက်ပျောက်ကွယ်သွားသောအခါ ကျမ၏အာယုံတဲသောအဝေးစီမှတကယ်မကြားနိုင်သောဂီတတစ်ခု တဖြည်းဖြည်းဝင်ရောက်လွှမ်းခြုံလိုက်တော်သည်ခြေလံလှမ်းဖို့လဲမေးစကားပြောဖို့လဲမေးအသက်ရှူဖို့ပင်မေ့အောင်ကျမကိုစွမှုလိုက်သည်ကအာယုံတဲကတချင်းတန်စင်တစ်ခုဖြစ်ခဲ့သည်မင်းဘာတွေတွေ့နေရလဲတချင်းတပုတ်ကျမတချင်းနှင့်ဂီတကိုနှစ်သက်မှန်လဲရှင်တိခဲ့ပါသည်ဘာတချင်းလဲ အဲ့ဒီလိုရှင်မေးလိုက်တော့မှပဲကျမမဖြေတတ်သည့်အဖြေတစ်ခုကိုစခဲ့မိပြီဟု နောက်ကျစွာတိလိုက်ရတော့သည်ဘာတချင်းဟုပြောတော့ရော ရှင်သိမာတယ်လားကိုစောငိမ့်ကို ရှင်မမသိပဲချစ်နှင်းမုံဆိုတာကို ရှင်ဘလို့လို့သိနိုင်မှာလဲရှင်များနားလေခန်းစားနိုင်ပြီဆိုရင်အဲ့ဒီတချင်းကို ကျမစုံကြီးပြလိုက်ချင်ပါသည် ရွှေရင်အောင်လိုင်းခုံကြွလို့ရေရေနေမုံကျွေလေတိုင်းဝဲသွေမြေရင်ဝိုင်းငယ်ညာတိုင်းမဲမောက်မာတာအကွဲတရံယောခါကမောင်နေမဲချေချိုးနောင်ကသွေရေငွေစာယောခြုံလွားပုံတို့နေချင်းနေမုံတပွဲပွဲရေ ကျေကမစေးရဲ့တော့ရေရေရွှေရင်အိုလိုင်းခုံကြွလို့ရေနေမုံကျွေလေတိုင်းဝဲသွေမြေရင်ဝိုင်းငယ်ညာတိုင်းမဲမောက်မာတော့ကွဲတရံရောခါခါမောင်နေမဲချစ်ကြုံနောင်ငါသွဲ ငွေစားရောချုံလွားပုံတို့နေချင်းနေမုံတပွဲပွဲရဲ့ကြေးကမစေးရဲ့တော့တည်းရဲ့နင်းတွေကြတဲ့ညတိုင်းမျက်ရည်လဲရတဲ့လွမ်းတက်တဲ့ယောက်ျားတစ်ယောက်ရဲ့တခြင်းပေါ့ ဘာသာစကားမကျမ်းကျန်တော့ကြောင့်ကျမရဲ့အဖြေသည်တချင်းဤနဲ့နဲမှုနဲ့ဘာမှမရှင်သာအောင်ပော့ပြက်ခဲ့မည်ဆိုလင်ကိုစောငင် ရောက်ရာဘဝမှခွင့်လွန်နိုင်ပါစေဟုသာဆုတောင်းရပါတော့မည်။ဘာကြောင့်သူကလွမ်းရတာတဲ့လဲ။အော်ကွယ်တိတ်ချစ်တဲ့ချစ်သူနှစ်ဦးအပီးပိုင်ဝေးကွာသွားခဲ့ရတဲ့အခါတခါတခါကြုံကြိုက်တိုက်ဆိုင်မှုတွေရှိလာရင် ခံစားချက်ပြင်းထန်တဲ့လူကလွမ်းရတတ်တာပဲမဟုတ်လား။ ကျမအဖြေကြောင့်ရှင်ပခုံးတွန့်သွားခဲ့သည်ဆိုတော့သူ့ခံစားမှုကို ရှင်အတိမတ်မပြုကျင်သည့်သဘောပေါ်နော်။အဲ့ဒီအတွေ့အကြောင်းကျမဝမ်းနေသွားခဲ့မိပါသည်။ရှင်ကိုကျမချစ်သည်။ပါလက်ခါကျေပြန့်သောနှခမ်းမှရှင်ပြောလိုက်သောစကားတိုင်းကိုကျမချစ်သည်။အဲ့ဒီနှုတ်ဖြားမှအမတ်တမဲရေရွတ်လိုက်သောအာမေဒိတ်တန်စကလုံးကလေးများကိုပို့ချစ်သည်။ကျဲပွင့်ကလေးတွေလိုစူးရှတောက်ပါသောမျက်လုံးများကိုကျမချစ်သည်။ အဲ့ဒီမျက်လုံးအဆုံးဖြင့်ကျမကိုမကြည်မနှံစိုက်ကြည့်လိုက်သည့်အကြည့်လေးတွေကအစာကျမချစ်သည်ကြည်မာခြေပြန့်သောနှွေးထွေးခြောက်သွေ့သည့်လက်ဖဝါအဆုံးကို ကျမချစ်သည် ရှေးလျားတွေပြောင်းသောသို့သောခိုင်မာမြဲမြံသော လက်ချောင်းတို့ကိုကျမချစ်သည်ထိုလက်ချောင်းများဖြင့်ခတ်တော်တော်ရေးလိုက်သောလက်ရည်ကျဲကျဲတွေကိုကျမချစ်သည် ခြေအိတ်ချွတ်ထားသောဗလာခြေဘွားများဖြင့်မွေးဘွားကောစောဘော်တို့နင်းလျှောက်သွားသည့်အခါမတိမတာနှစ်ဝင်ကြံတတ်သည့်ရှင့်ခြေဘွားရာလေးတွေကိုပင်လှင်ကျမချစ်ပါသည်ရှင်စိတ်မရှိနိုင်စွာရေရွတ်တတိပေးလိုက်သော1 2 3ကနန်းစင်တွေကို ကျမချစ်သည်ရှင်ဖြော်ပြီးသားကော်ဖီကိုတောက်ဖို့ကျမအပြင်သို့မထွက်လာသေးဘူးဆိုလင်ရှင်းနှုတ်ဖြားမှ1 2 3ရေရွတ်တန်ကိုကျမကြားရတတ်သည် ကို1နှစ်သုံး10အထိရေးပြီးလို့မှမင်းကော်ဖီမတောက်သေးဘူးဆိုရင်အဲ့ဒီကော်ဖီကွက်ကိုကိုသွန်ပြစ်လိုက်တော့မှာနော်1 2 3 4ကျမတည်စိတ်ကောက်တက်သည့်ကလေးတယောက်မဟုတ်ခဲ့ပါတိုးတော့စိတ်ကောက်တက်သည့်ကလေးတယောက်ကိုဆက်ဆံတယ်လို့ဆက်ဆံခံရတော့အခါပထမပိုင်းမှာတော်တော်အောင်တက်တက်ခံစားခဲ့ရ၏ ။နောက်ပိုင်းမှာတော့အဲ့ဒီလိုဆက်ဆံခံရတာကိုကျေနပ်တယ်လို့ရှိလာသည်။ထို့အခါမကြာခဏပင်စိတ်ကောက်ချင်အောင်ဆောင်မိကြတော့သည်။ရှင်တနှစ်သုံးရေရွပြီးကျမကိုတတိပေးချမ်းချောက်ရတော့အချိန်တိုင်းဒီကျမတကယ်စိတ်ကောက်နေခဲ့ခြင်းမဟုတ်ပါ။ရှင်နှုတ်ဖျားမှာတနှစ်သုံးရေရွတန်ကိုကြားကျင်စိတ်တို့ဖြင့်လဲကျမစိတ်ကောက်ချင်အောင်သို့မဟုတ်တခုခုပြုလုပ်ဖို့မေ့လျော့ချင်အောင်ဆောင်ခဲ့မိတတ်ပါသည်။ စာကြည့်စပွဲပေါ်ကစာအုပ်ပုံကြီးကိုရှင်းပြပါလို့ကိုပြောနေတာဘယ်နှကြိမ်ရှိပြီလဲအခုသွားရှင်းကြည့်တော့ရှင်းစကားတန်ကိုမကြားတယ်လို့ရေဒီယိုကိုတဲကြည့်မဲကြည့်နားထောင်ရင်တကယ်ပြင်းရည်နေကြတာလည်းရှိပူပါသည်ထိုစဉ်ကရှင်သည်ကျမနားထောင်နေသောရေဒီယိုလိုင်းအစားအခြားလိုင်းတစ်ခုသို့ပြောင်းပစ်ခဲ့သည်အတန်ကိုလည်းတိုးသွားအောင်ရှော့ချပစ်ခဲ့သည်ကိုတနှစ်သုံး30ထိရေးပြီးလို့မှမင်းအလုံးမစသေးဘူးဆိုရင်မင်းကိုအင်ကြီးကော်လာကနေဆွဲယူပြီး အဲ့ဒီစပွဲပေါ်ပြစ်တင်ပြစ်လိုက်မယ်နော်1 2 3ကျမဒီရှင့်နှုတ်ဖျားမှာရရွတ်တော်ကနန်းစင်တို့ကိုချစ်တော်ကြောင့်အမဲပင်ပေကတ်ခါနားထောင်နေမိခဲ့သည်ထို့ကြောင့်ရှင်သည်1 2 3ကို ကိုအထီအမဲရရွတ်ရလေရှိသည် ကိုကိုရရွတ်ပြီးတော့အခါမှာတော့ကျမကမန်ကရန်ထပြီးအလုတ်ဆာရပါတော့သည်အဲ့ဒီကနန်းရရွတ်တန်တို့ကို ကျမချစ်သည်ဆိုတာ ရှင့်ကိုတခါမှ ဖွင့်မပြောခဲ့ဘူးပါ ထို့ကြောင့်အဲ့ဒီတစ်နှစ်သုံးရရွတ်တန်တို့သည်စိတ်မရှိသောဒေါသအရင်ငွေတို့ဖုံလန်းလျက်အမဲမာမာထန်ထန်ရှိနေခဲ့သည်တို့ပါလေအဲ့ဒီမာရီကြောရီစိတ်ရှည်အောင်မနေအတင်းထားရမှန်တိတာတော့တစ်နှစ်သုံးတွေကို ကျမချစ်ခဲ့ပါသည်ရှင်ကိုဘယ်လောက်ထိချစ်မိတယ်လဲဆိုရင်ကို့အာယုံနှင့်ကို တနေရာမှာအလုံးရှုံနေသော ရှင်ကိုတိတ်တဆိတ်ငင်းမောကြည့်ရင် မျက်ရည်ကျမိသည့်အထီးပင်ဖြစ်သည် ယောက်ျားတယောက်ကိုချစ်စိတ်သက်သက်ဖြင့်မိန်းမတယောက်ဟာမျက်ရည်ကြတတ်ပါသလားချစ်သူချင်းသို့မဟုတ်ဇနီးမောင်နှံချင်းရန်ဖြစ်လို့စိတ်ကောင်းလို့စေတနာကိုအစောကားခံရလို့အထင်လွဲခံရလို့စသဖြင့်မိန်းမတွေအကြောင်းမျိုးမျိုးဖြင့်မျက်ရည်ကြတတ်ကြသည်ဟုကျမသိပါသည် ထိုမျက်ရည်များပူလောင်နေပါလိမ့်မည် သို့သောယောက်ျားတယောက်ကိုချစ်မြတ်နိုးစိတ်တက်တဲ့ဖြင့်နှလုံးသားတွေနာကျင်ထိခိုက်ခါမျက်ရည်ကျရသည့်အဖြစ်တော့ကျမတကားမှ မကြဘူးခဲ့ပါ ကျမသည်တယောက်ထဲသောချွင်းချက်ဖြစ်နေပါလိမ့်မည်ဘာပဲဖြစ်ဖြစ်ချစ်မြတ်နိုးစိတ်ဖြင့်ကျရသည့်မျက်ရည်သည်လည်းပူနွေးလာပါသည် ကျမမျက်လုံးအစုံမှ တိတ်ဆိတ်စွာလိမ့်ဆင်းလာခဲ့ပူသောထိုမျက်ရည်တို့၏ပူနွေးမှုကို မကြာခဏပြန်လည်တရားစိတ်ဖြင့်ကျမပားပြင်မှာမကြာခဏနှွေးထွေးလာတတ်ခဲ့ပါသည် ကျမ၏မှတ်ဉာဏ်သည်ယောက်ျားတယောက်၏မှတ်ဉာဏ်နှင့်တော့တူချင်မှတူမှာပါကျမသည် ဖြစ်ပျက်ခဲ့ပြီးသောအတိတ်ကာလမှကြီးမားသောအဖြစ်ပြက်အကြောင်းအရာများကိုမေ့လျော့ပြတ်တတ်ပြီးတေးဖွဲသောဘာမှမဟုတ်သည့်အဖြစ်ပြက်ကလေးများကိုတတိယမှတ်မိနေတတ်ပါသည် ကျမတို့နှစ်ဦးတပတ်ကြာမြတွားရောက်လက်ပတ်ဖို့သောထိုးတက်ကတော်မြို့ကလေးကို ကျမမကြာခဏမြင်ရောင်ပုံဖော်ကြည့်မိသည့်အခါရှင်တတိယစေခြင်းသောခန္ဓာကြည့်ကြသည့်တက်ကတော်စာကြည့်လိုက်ကြီးကိုတဲကွဲစွာမမြင်ရောင်မိပါရှင်ပြောပြခဲ့သောထိုးစာကြည့်ရ၏နောက်ခံတမိုင်းအဖြစ်ပြက်ကိုစဉ်းစားပုံဖော်ကြည့်တော့လေရေးရေးသာမှတ်မိခဲ့ပါသည် ကျမမမေဒီကစာကြည့်တိုင်းရှေကလူသွားစဉ်ညံအကျဲကြီးပေးမှာကျမမြင်ခဲ့ရတော့ ဖြူဖွေးသည့်နှင်းအပုံလိုက်ကြီးသားဖြစ်သည်ထိုနှင်းအပုံလိုက်သည်ကျမ၏ဒူးအမြင်လောက်ရှိပါသည်နှင်းတို့သည် အပေါ်ပိုင်းနှင့်အလဲပိုင်းတွင်ဝါခွမ်းဆိုင်အပုံကြီးကဲ့သို့နူးညံ့ပွားရောင်းကဖြူဖွေးလျက်ရှိတော်လဲဘေးနားတဝိုက်မှာတော့တက္ကသိုလ်မြေ၏ဖုံမှုံမြေမှုံများရောထွေးကညီလျက်ညုံညံ့ညံ့အယောင်ရှိနေသည်နှင်းတွေကိုညုံညံ့ညံ့အယောင်အဖြစ်တကားမှမစင်းစားခဲ့ဘူးတော့ကျမတို့အီမြင်ကွင်းသည်တက္ကသိုလ်စာကြည့်တိုင်ကြီးထက်ပို၍ထူဆန်းနေခဲ့ပါသည် ဒါထက်ထူးဆန်းတယ်ကအဲ့ဒီနှင်းအပုံကြီးဤပတ်လည်မှာစိုက်ထားသောခြံစည်းရိုးတိုင်တပ်ဖွဲ့ကျဲပါတော်တိုင်မဲမဲများအနေတိုင်တစ်ခုဤထိတ်ဖြားတွင်ငှက်ကလေးတကောင်နားနေခြင်းပင်ဖြစ်သည်ထိုးငှက်ကလေးသည်အညိုရောင်လဲရစ်နှင့် အမဲရောင်အတောင်ပံများရှိပါသည်သူ့အတောင်ပံများသည်နှင်းတို့ဖြင့်ဆွဆွလျက်ရှိသောကြောင့်တိုင်ထိတ်ဖြားကိုချိတ်ကုတ်ယူ၍အတောင်ပံကိုမကြာခဏဖြန့်ကားလျက်ရှိပါသည် အဲ့ဒီမျိုးမှာကျမနေခဲ့သမျှရက်တွေအတွင်းအဲ့ဒီငှက်ကလေးတစ်ကောင်ကိုသာကျမတွေ့ခဲ့ရသည်ဟုမှတ်မိသည် တခြားငှက်တွေဘယ်မှာသွား၍ဆောင်းခိုနေကြပါလဲဒီငှက်ကလေးကရောဘာဖြစ်လို့အချားငှက်တွေနဲ့အတူရောမနေပဲတက္ကသိုလ်စာကြည့်တိုက်ရှေ့သို့လာ၍နားနေခဲ့ပါလဲကျမတို့ငငယ်တော်ကသွားရင်လာရင်လမ်းမှာငှက်ကလေးတွေကိုတွေ့လဲတကောင်နဲ့တွေ့ရတာလားနှစ်ကောင်လားအပြေးလွှားတတိထား၍ရေးတွက်လေရှိကြပါသည် နှစ်ကောင်တွေ့လင်လက်ကောင်းသည်သုံးကောင်တွေ့လင်ပျော်ရွှင်စရာကြုံရလိမ့်မည်စသဖြင့်သူ့အတိတ်ပဲနဲ့သူဖော်ပြီးနမိတ်ကောက်ယူလေးရှိကြသည်အကောင်ရဲ့အတွက်နဲ့နမိတ်အเจ้าရာကိုကျမကောင်းကောင်းမမှန်မိပါတေကြသည်ကတော့တကောင်တည်းတွေ့ရခြင်းသည်မကောင်းသော နမိတ်ဖြစ်သည်တကောင်တည်းတွေ့ရခြင်းအတိတ်ပဲမှာအထီးကျန်ဖြစ်ရတတ်ခြင်းကံဆိုးရတတ်ခြင်းဝမ်းနည်းရတတ်ခြင်းတဲ့ အဲ့ဒီအယူအဆအတိတ်ဘယ်တွေကိုကောက်ယူပုံဖော်တန်းကစားသည့်အရွယ်မှနှစ်ပေါင်းများစွာကြော်လွန်ခဲ့ပြီးဖြစ်ပါလျက်ထိုးတကောင်းတဲ့သောငှက်ကလေး၏မြင်ကွင်းကို ကျမမကြာခဏမြင်ရောင်လာလေးရှိပါသည်ဒါကကျမ၏အားနည်းချက်တစ်ခုပဲလားမသိပါထိုတက္ကသိုလ်မြို့လေးတွင်ရှင်တတိယမတ်မိနေမီအဆောင်အကြောင်းအရာများကတော့ကျမမတ်မိသောအရာတို့နှင့်တော်တော်ကြီးကွာခြားလိမ့်မည်ကျမသိပါသည် ထိုကဘာကျော်တက္ကသိုလ်၏သူများနှင့်မတူထူကြစွာဘဝင်မြင့်သောစီကန်းချက်ကြီးများကို ရှင်တတိရလိမ့်မည်။ကြည်မာခန္ဓာသောဆက်မှုတက္ကသိုလ်ကြီးသည်ရှင်ငယ်စဉ်ကတက်ရောက်ဖို့စိတ်ကူးရင်ခဲ့ဖို့သည့်အတိုင်းတပုံစံတည်းကြီးကျယ်နေခဲ့ပါလားဟုရှင်တအံ့တော်မြင်တွေ့ခဲ့ရခြင်းကိုတတိရနေလိမ့်မည်။ထိုဆက်မှုတက္ကသိုလ်စာသင်ခန်းများ၏ဇင်းကြံတွင်ကျမတို့လမ်းလျှောက်ခဲ့ကြသည်ကိုရှင်ခဏတတိယမိဖြစ်တော်လဲ ချက်ချင်းပင်ရှင်သည်နေရက်ကံကြောညာပုတ်ပြားပေါ်မှတင်ချပုတ်စာတပုတ်ဤဖြည့်ရှင်းချက်စာရွက်ကိုကူပြောင်းတည်ရလိမ့်မည်ကြီးကျယ်ခန္ဓာတော်ပြတိုက်ကြီးကိုပြန်လည်စဉ်းစားပုံဖော်လင်တော့ရှင်သည်ပြတိုက်တို့အဝင်မှာတွေ့ရသောကဘာကျော်ဘဘူးဆရာကြီးဤလူတရက်မြင့်သည့်ဘဘူးလက်ရာကြီးကိုစူးစူးဆိုင်ဆိုင်ငေးမောကြည့်ခဲ့မိသည့်အဖြစ်ကိုတည်ရမိပါလိမ့်မည် ကျမတတိယနေသော ပြတိုက်အဝင်အဖြစ်ပြက်ကလေးကို ရှင်တတိယမှာမဟုတ်ပါ ကျမအတွက်ကတော့အဲ့ဒီပြတဲ့အဝင်မှာအမတ်တရအဖြစ်ပြက်ကလေးနှစ်ခုထူးထူးခြားခြားရှိခဲ့ဤတစ်ခုကရှင်သည်ကျောင်းသားကတ်ကိုကန်ဆောင်ထားသူဖြစ်သည်ဖြင့်ပြတဲ့ဝင်ကြီးကို တော်ဝက်ခါတာပေးရပြီးကျမကဝင်ကြီးအပြည့်ပေးရသည့်အဖြစ်နောက်တစ်ခုကဝင်ကြီးကောက်ခံသူအမျိုးသမီးမေးလိုက်တော့ကျမ၏နေရက်လိပ်စာပြည်နယ်ကုတ်နံပါတ်ကဏ္ဍများကို ကျမကိုစား ကျမကထိုမျိုးသမီး၏စကားတံဝဲဝဲကို နားမလည်နိုင်ခဲ့သဖြင့်ရှင်ကရွတ်ပြဖြေဆိုပေးခဲ့ရသည့်အဖြစ်။ကဲအဲ့ဒီကျမတတိယနေသည့်အကြောင်းရာသည်ဘယ်လောက်သေးနှုတ်ပါသလဲ။ရှင်တတိယစွာ ပြန်လဲပုံဖော်မှန်းစာမြေပကြီကားတွေရုပ်ထုတွေစိမ့်စိမ်မမီရုပ်အလောင်းတွေနဲ့ကျမတတိယနေသည့်ခတ်ကြောင်ကြောင်အဖြစ်ပြက်အကြောင်းရာမှာဘယ်လောက်တောင်ကြွားချလိုက်မလဲနော်။ ဒါကတော့ပညာဆက်လက်သင်ယူနေစေပညာရှင်အမျိုးသားတယောက်နဲ့ခတ်တုံတုံခတ်အာအမိမတယောက်အတူပေါင်းဖက်မိလင်ဖြစ်ပေါ်လေရှိသည့်တမယိုးကြကွာခြားမှုတစ်ခုဖြစ်ပါလိမ့်မည်။နင်းနှင်ပတ်သက်လင်ရှင်က အနိဋ္ဌာယုံတွေကိုသာအများကြီးမြင်ရောင်ခဲ့သူဖြစ်သည်။ရှင်ပြောပြသောနင်းတောင်ပြုတ်ကွဲခြင်းနင်းမုံတိုင်းထဲမှာကားတွေလမ်းပြောက်ခါတိုးတိုက်မိခြင်း ရေခဲပြန်လမ်းပေါ်မှာကားဘင်းတွေချောကားဟိုးတောင်ဆောင်အောက်ခြေသို့ကားမောက်ကြခြင်းစသည်တို့ကို ကျမထိတ်လန့်စွာပင်လက်ခံရပါသည်သို့သောနှင်းဤချစ်စရာကောင်းသောတရံနှင့်နူးညံ့အေးဆက်သောထိတွေ့မှုကို ကျမရင်ကုန်မိစေဖြစ်သည့်အတွက်တော့ရှင်ခွင့်ပြုစေခြင်းသည်1996ခုနှစ်မေလ10ရက်နေ့တုန်းကနှင်းကြောင်ဖြစ်ပေါ်ခဲ့ရသော ကြေးကွဲပွဲဖြစ်ရတဲ့ခုအေရက်တောင်ထိပ်မှာဖြစ်ခဲ့သည် ရှင်လောလောလတ်လတ်ဖတ်ပြီးသွားသောဂျွန်ခရာကိုဝါ၏ Into Thin Air အထုပ်ပတ်တိမှန်စာအုပ်ကို ကျမကိုပေးဖတ်လျက်ဧဝရတောင်ထိပ်မှာနှင်းမုံတိုင်းတဲ့၌အသက်ပြောက်သွားကြသောတောင်တက်သမားများအကြောင်းကျမကိုရှင်အသေးစိတ်ပြောပြခဲ့တာကျေးဇူးတင်ရပါသည်။ဒါပေမဲ့နှင်းကြောင့်သူတို့အားလုံးတရားသည်ဟုတော့ကျမလက်မခံခဲ့ပါ။မေလ10ရက်ညနေပိုင်းမှာပြုတ်ဆင်းကြလာသောနှင်းမုံတိုင်းသည် တောင်းတသမားများကို အသက်တည်သည့်အထိဒုက္ခပေးခဲ့တာကျမလက်ခံပါသည်တိုးတော့တချို့လူတွေကအောက်ဆီဂျင်ပြတ်လန့်မှုကြောင့်အဓိကဖြစ်ရသည်ဟုရှင့်ကိုကျမစင်ကြေတက်မိသည်ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း2928ပေမှာရှိသောလေတုသည်ဘယ်လောက်များအောက်ဆီဂျင်ဓာတ်နည်းနေပြီလဲမတွေးရဲစရာပဲဖြစ်သည်ဤကဲ့သို့တင်မင်းတမန်အေရက်တောင်ကိုမှခြေချကြံသောတောင်တက်သမားများသည်နှင်းမုံတိုင်းတွင်တွေ့သည့်အခါဘာဖြစ်လို့အောက်ဖက်သို့ပြန်မဆင်းသည်လဲ တောင်တက်ခေါင်းဆောင်ကကန့်သက်ထားသောနာယီအပိုင်းချတွင် ရောက်ရာနေရာမှလက်ပြန်ခဲ့ပါတော့လား။ဘာဖြစ်လို့အေရက်တောင်ထိပ်ကိုဆက်လက်တက်နေသလဲ။ကဘာကြီးအမြင့်ဆုံးအပိုင်းတော့မဟုတ်ခေါင်းမိုးထိပ်စွန်။အဲ့ဒါကရောဘာများထူးခြားနိုင်မှာမို့လဲ။တကယ်တော့သူတို့ကိုတတ်ခဲတာနှင်းမုံတိုင်းမဟုတ်ပါဘူး။အတ္တနဲ့လောဘကတတ်ခဲတာ။အဲ့ဒီလိုရှင့်ကိုနိုင်အောင်ပြောရင် စိတ်ထဲကတော့မေလ10ရက်နေ့မှာစွန့်စားရင်အသက်ပေးသွားကြသော Rob Hall, Scott Fisher နဲ့တကွာတောင်တက်သမားများအားအံ့ဩဂုဏ်ယူစိတ်ဖြင့်အထက်ထက်အခါခါဥညွတ်လျက်ရှိခဲ့ပါသည်။ရှင်ကတော့ကျမစိတ်ကိုထွန်းဖောက်မမြင်နိုင်သူမို့ကျမစကားကိုပဲတအံ့တော်တုံလုံးစွာနားထောင်နေခဲ့သည်။တော်တော်ကြီးကြာမှမင်းဟာတော်တော်အစိုးမြင်တတ်တဲ့မိမပါလား။ဟုတ်တိုးတိတ်စွာရေရွတ်ခဲ့သည်။ ဟင်အင်းကျမကအကောင်းမြင်တာပါနှင်းဆိုတာက သူ့ကိုသွားမပတ်သက်ရင် အလွန်ချစ်စရာကောင်းတာမဟုတ်ဘူးမင်းစကားကိုကတ်မပြောနဲ့လေနှင်းဆိုတာအမြင်အားဖြင့်စိတ်ကူးရင်စရာလှပတယ်လို့ရှိပေမဲ့တကယ်လက်တွေမှာတော့ဤအမျိုးမျိုးနဲ့လူတက်နေတယ်လူတက်သမားပဲထို့နောက်ကျမတို့နေအောင်လို့ကို့ဒေါသအတွေ့ကိုရှက်ခါပြုံးရယ်မိခဲ့ကြသည် တကယ်တော့နှင်းကြောင့်ကျမတို့လည်းဘာမှမဖြစ်ခဲ့ ကျမတို့ပါဝင်ခြင်းလဲဘာမှမဖြစ်ခဲ့။နင်းဒီကျမတို့အတွေ့အမြဲတမ်းစိတ်ကိုးရင်စရာအသွင်တရန်ကြီးပဲတည်ရှိခဲ့သည်။နင်းကြောင့်ကျမတို့စကားများခဲ့ကြသည် ဆိုလင်အဲ့ဒါကမိနစ်ပိုင်းလောက်သာ ဖြစ်သည်။ထို့နောက်ကျမတို့သည်နင်းမပါဝင်သောအခြားအကြောင်းအရာများတဲ့တွင်စိတ်အာရုံနှစ်ဝင်သွားတတ်မည်ဖြစ်သည်။တခုပဲကျမနောင်တရမိပါသည်အဲ့ဒီနှင်းတွင်နဲ့အတူပဲဖြစ်ဖြစ် ရေခဲနေသောမြစ်ပြင်၏ရေခဲလွာနှင့်အတူပဲဖြစ်ဖြစ်ရှေးဆန်းဆန်းခန့်ညားစွာအိန္ဒြေရသောအဆောက်အုံတွေနှင့်အတူတူပဲဖြစ်ဖြစ်ကျမတို့နှင့်အောင်အမတ်တရဓာတ်ပုံတစ်ခုကိုရိုက်ခဲမိဖို့ကောင်းသည်ဒီတို့သာဆိုရင်ရှင်အံ့ဩချီးကျူးခဲ့ဖို့သည့်မြင်ကွင်းများကိုကျမအာယုံမှာအတိအကျပြန်လဲပုံဖော်နိုင်ခဲ့ပါလိမ့်မည်ယခုတော့ကျမသည်ရှင်နှင့်အတူသွားခဲ့သောထိုတက္ကသိုလ်မြို့ကလေးအကြောင်းစဉ်းစားလိုက်လျှင် ကျမအာယုံထဲမှာရှင်လှူရှားမှုများရှင်စကားတန်များ ရှင်ဒေါသငွေငွေဖြင့်အပြုံများစသည်တို့နှင့်အတူပဝင်းကျင်က ဖြူဖွေးသောနှင်းများကိုသာမြင်ရောင်တန်းတာမိတော်သည်နှင့်အချို့ကြာမြင့်ခဲ့ပြီးသည့်နောက်အဲ့ဒီမျိုးတို့နောက်တစ်ချိန်ရှင်ပြန်သွားခဲ့သေးသလားသွားခဲ့သေးသည်ဆိုရင်ကျမနှင့်အတူသွားတော့ကလို့ဆောင်းရသည်မှသွားခဲ့တာလားနှွေရသည်မှသွားခဲ့တာလား ဆောင်းရာဒီမှာတွားခဲ့သည်ဆိုရင်ရေခဲနေသောမြစ်ဤမြစ်ကူးတရားပေါ်ရှင်ခြေချမိခဲ့သေးသလားအဲ့ဒီပေါ်မှာရှင်လန်းလျှောက်ဖြစ်ခဲ့သည် ဆိုရင်ရေခဲမြစ်ပြင် အပေါ်လွာပေါ်မှာလန်းလျှောက်ကြည့်ကျင်သည်ဆိုတော့ခတ်ကြောင်ကြောင်ကောင်မလေးတယောက်အကြောင်းရှင်တတိယတွားခဲ့သေးသလားအဲ့ဒီမြို့ကိုထပ်တွားပြစ်သည်ဖြစ်စေအခြားအလားတူမြောက်ပိုင်းမြို့များသို့တွားပြစ်သည်ဖြစ်စေဆောင်းရာဒီမှာတော့နှင်းတွေနှင်းတွေ ကြည်လေရာမှာနှင်းတွေကိုရှင်မကြခဏတတိထားမိမှာပေါ့နော် တခါတလေမှာနှင်းတွေကို ကြည်ရင် ရှင်မျက်ရည်ဝဲပူခဲ့ပြီလားကျမသိချင်လှပါသည်ဂျူကလျာမဂဇင်း January လ2000ပြည့်နှစ်နားဆင်အပိတ်ကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်